မင်္ဂလာပါရှင်။ Kumila News ကနေကြိုဆိုပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့တိရိမ်မြို့ကိုစစ်ကော်မရှင်ကလေကြောင်းနဲ့နှစ်ရက်ဆက်တာအင်အားဖြည့်ခြင်းနဲ့သတင်းမှာချင်းမြင့်တဲ့တိရိမ်မြို့ကိုစစ်ကော်မရှင်ကနှစ်ရက်ဆက်တိုက်လေကြောင်းနဲ့ထပ်အင်အားဖြည့်နေတယ်လို့ဒေသခံတွေကပြောပါရစေ။စစ်ကော်မရှင်ဟာအောက်တိုဘာ26ရက်နေ့နေ့ကစပြီးကလေးမြို့ကတစ်ဆင့် MI17 လေယာဉ်အမျိုးအစားနဲ့ငါးချိန်ခန့်လာရောက်ပြီးတော့တိရိမ်မြို့အခြေဆိုင်စစ်ကော်မရှင်တပ်စခန်းကိုတပ်အင်အားဖြည့်တင်းနေတာပါ။လက်နက်ခဲရအပြင် တက်အင်အားလည်းဖြည့်တင်တာဖြစ်ပြီးတော့အင်အားဘယ်လောက်လဲဆိုတော့မသိဘူးလို့တိတိမ်မျိုးကအမျိုးသားတယောက်ကပြောပါရယ်။လာတူဒီနေ့အောက်တိုဘာ28ရက်နေ့မနက်ကလည်းတိတိမ်မျိုးကိုစစ်ကော်မရှင်တပ်ကလေရင်နဲ့ငားချိန်ထပ်မံအင်အားဖြည့်တင်နေတယ်လို့သိရပါရယ်။ဒီမနက်လေရင်ငားချိန်လာသွားပေမဲ့တိတိမ်အချိန်တွေကတော့ပုံမှန်မှာပဲထပ်အင်အားဖြည့်တင်တာကလွယ်ပြီးထူးခြားတာမရှိသေးဘူးလို့နောက်ထပ်တိတိမ်မျိုးကအမျိုးသမီးတယောက်ကပြောပါရယ်။အဲ့ဒီပြင်တိတိမ်မျိုးနဲ့ CDF CDM စီးရင်ထိန်းချုပ်ထားတဲ့စီးရင်ဒေတာကိုလည်း ကလေးမျိုးကနေစစ်ကော်မရှင်တပ်ဖွဲ့ကမြေပြင်ထိုးစစ်ဆင်လာတဲ့အတွက်ကားလမ်းတွေအလုံးယာယီပိတ်ထားရတယ်လို့ထုတ်ပြန်ထားပါတယ်။ဒီလိုမျိုးဟာစစ်ကော်မရှင်ထိန်းချုပ်ထားတဲ့မျိုးဖြစ်သလိုလာမယ့်ဒီဇင်ဘာလမှာလည်းအပိုင်းတက်အနေနဲ့ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပမယ်မျိုးလည်းဖြစ်ပါတယ်။